တွေကတိုက်ခတ်ခဲ့တဲ့နာဂိမုံတိုင်းကြောင့်အတိဒုက္ခရောက်ခဲ့ရတဲ့သူတွေအလောက်ကန်ရှားပါမှုဒဏ်ကိုခံစားနေရတဲ့မြန်မာတနိုင်ငံလုံးကလူတွေဟာဘဝရှင်သန်နေထိုင်ရည်တည်ဖို့အတွက်ရန်ကုန်မြို့ကြီးစီကိုတဖွဲ့ဖွဲ့လာနေကြပါတယ်။ဒါကြောင့်တိတ်နဲ့ချီတဲ့လူတွေဟာကျူးကျော်ဘဝကိုရောက်ခဲ့ကြပါတယ်။ဒီနေ့ close up အစီအစဉ်မှာတော့ရန်ကုန်မြို့မှာရှိတဲ့ကျူးကျော်တွေအကြောင်းကိုအနည်းငယ်တွေ့မြင်ကြပါမယ်။ ရန်ကုန်မြို့တောင်တကုန်းစိတ်ကမ်းမြို့နယ်မှာရှိတဲ့ရတနာနှင်းစီတန်ဖိုးမြတ်တာအိမ်ယာအဲ့ဒီအိမ်ယာရဲ့အနီးမှာပဲကျူးကျော်အင်ဂျီပေါင်းတောင်းတဲ့ချီပြီးတော့ရှိနေကြတယ်မြန်မာနိုင်ငံတဝမ်းကလူတွေကဒီနေရာကိုရောက်လာပြီးတော့နေနေကြတာအခုကျွန်တော်တို့ကျူးကျော်60ရက်ကွက်ကိုလက်လာကြည့်အောင် လက်ပတာကနေပြီးနာကဖြစ်ပြီးတော့ကျွန်တော်ရောက်လာကျွန်တော်ဒီမနေ့ကနှစ်နှစ်ကျော်သုံးနှစ်လောက်ကျော်တော့နာကဖြစ်ပြီးတော့ကျွန်တော်တို့ဟိုမှာအဆောင်မနေပါနဲ့အဲ့လိုပဲနေပြီးတော့လွတ်လွတ်လာသေးလူချင်းလိုက်တော့ထားပါတယ်။ဟောဆေးတော့တယ်နော်။ဟုတ်ကဲ့ဟုတ်ကဲ့။ကျူးကျော်တက်တဲ့ကံကပြားပြရပြီလား။ဟုတ်ကဲ့ကျွန်တော်တို့ရထားပါပြီ။ရပြီနော်။ရပါပြီဟုတ်ကဲ့။အဲ့ဒီတက်တဲ့ကံကပြားထုတ်ပေးတာဘာဖြစ်လို့လဲ။ဘာတွေမျောလင့်လဲသိလား။အဲ့ဒါတော့ကျွန်တော်တို့တော့သိမသိပါဘူး။ကပြားထုတ်ပေးရဆိုရင်တော့ကျွန်တော်တို့ကလည်းလိုရသလိုချင်းကိုယ့်ရဲ့နေထိုင်မှုလေး ပြန်ရရေးလေးတခုပဲဒါပေမဲ့ဒီမှာနေရမှာဆိုတော့ဒီမှာလေးပဲနေရပြီအင်ညာရဲ့ဘာရဲ့မဟုတ်ပါဘူးဒီတိုင်းမှုဒီမှာလောက်ကန်စားလို့ငားရဲမနေရဘူးဆိုကျွန်တော်တို့လည်းနည်းနည်းပါးပါးလေးလေပတ်တာပေါ့ကိုယ်ဟုတ်ကဲ့ဒါပေမဲ့အခုလဲတုံလေးလောက်ပဲရှိလားမရှိလားလောက်မေးတော့မရှိပါဘူးမရှိပေမဲ့လည်းဒီလိုပဲကျွန်တော်ကထမင်း ဒီမဲ့ကောင်အိမ်လာကမပေးရတော့ထမင်းစားသိကြည့်ရနေနေတော့ခြောင်လဲသွားတာပေါ့ဟုတ်ကဲ့အခုဒီအိမ်ကဒါဝယ်ထားလားငှားထားလားဒီကကျွန်တော်ဒါအိမ်ပိုင်းပါကိုအိမ်ပိုင်းဟုတ်ကဲ့မြေဝယ်ထားလားအမီကတော့ကျွန်တော်တို့ဟိုဝယ်ပြီးတော့ကျွန်တော်တို့ဖောက်တာပေါ့ဟုတ်ဘယ်လောက်ပေးရလဲဗျဒီမြေကိုကျွန်တော်တို့ဖောက်ဝင်တော့3သိန်း800ပါကို3သိန်း800ဟုတ်ကဲ့ဒါလုံခဲ့တဲ့ဘယ်နှစ်ကလဲနှစ်နှစ်3သိန်းလောက်ပါနှစ်နှစ်3သိန်းလောက်ပါဟုတ်ကဲ့ဟုတ်ကဲ့ဘလို့ဝယ်ရလဲဗျအဲ့ဝယ်တာကြတော့လေဝယ်တာကြတော့ဘလို့ရလုံးမဟုတ်ဘူးနားလည်းမူးနေပဲလုံးလုံးပဲဟုတ်ဟိုအဲ့လိုလူကြီးကြီးပိုင်လဲလာတဲ့ခါကျတော့လေသူတို့ရလုံးမဟုတ်ဝယ်တယ်လို့မဟုတ်ဘူးကွယ်နေတယ်ပါဟိုပိတ်ကန့်လိုက်တာပေါ့ပိတ်ကန့်ပြီးတော့အဲသူ ဆောက်ပိုက်ကိုလေးလုပ်ပြီးကျွန်တော်တို့နေရအော်အဲ့ဒါ3သိန်းပေးရအောင်3သိန်း8000ကျပါ3သိန်း8000ကျနော်ဟုတ်ကဲ့ဟုတ်ကဲ့ ကိုဒီမှာနေတာကြာပြီလားဟိုလာလာရှိလာလာပဲဘယ်ကနေကြောင်းလာအမေကနေတာဩဘုကမနေတော့ကြာရောကျူကျော်ပဲလားအိမ်ငားနေတယ်အိမ်ငားနေတယ်တလောက်၄တောင်းပဲဟုတ်ကဲ့ဘာဖြစ်လို့ဒီပြောင်းလာလဲဒီပြောင်းတော့မှအလားကမတိုင်းနိုင်တော့ပတ်စံလေးနဲ့အိုတက်ကြောက်ကလိုက်ပြီးတော့ပတ်စံလေးကိုစုတယ်စုပြီးတော့ဒီမှာအိမ်နေရာဝဲနေတယ်ငားတိတ်ဝဲနေဟောဒါဝယ်ထားတဲ့အိမ်ဟောမပါဘူးညီနေရာကြီးပဲဒီကျူကျော်တက်တဲ့ကံကပြားရရပြီလားဟုတ်ကဲ့ရပြီကပြားရရပြီနော် ဆိုတော့အဲ့ကပြားတွေရတာဘယ်လောက်ကြာပြီလဲဗျကပြားတွေကျရတာလာကျွဲလောက်ရှိလာကျွဲလောက်ရှိပြီဩဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဇာတိကောအခုကကျွန်တော်ဘူကလေးရပါသူ မနေရကြာပြီလားအဲဒီမှာကြာပြီ၃နှစ်လောက်ရှိပြီ၃နှစ်လောက်ရှိပြီဘယ်ကနေပြောင်းလာလဲဗျဟိုလက်ဗတာလက်ဗတာဥစ္စာဟိုင်းပြရလေနာဂက်စတန်ခံလိုက်ရတာဗျာဟုတ်တယ်ကျန်ကုန်ပြောင်းလာလေနာဂက်ပြရဒီမတိုင်ခင်ဘာမှနေသေးလဲဟို65ရက်မှနေတယ်65နေတယ်65နေတယ်ဘာလို့ဒီကိုပြောင်းလာလဲဒီမှာဘာလို့ဆိုဟိုမှာအင်လာစာနဲ့မတက်နိုင်ဘူးဟိုဟာ၃လတစ်ခါပေးရဆိုတော့အခုဘာကိုလုတ်ကန်လုတ်လဲဗျအလုတ်ကန်တော့ဟိုလက်သမောင်းဒီအင်ကဒါငှားနေရလားဝယ်နေရလားဒီနေနေရတဲ့36000ပေးရကျူးကျော်တက်တဲ့ကံကပြားရရပြန်ရရ ရပြီနော်ဘယ်လောက်ကြာပြီလဲရအဲတလားကျော်လောက်လို့ရှိရင်ဟုတ်အောင်တော့လောက်ကောင်ရောမောင်းပါဘူးလို့ဘယ်ကောင်ကောင်မှဓမ္မကဘုတ်ဖြစ်နေတယ်တရားကရင်မနာနိုင်ဘူးကွာဘုရားဒီရက်ကိုစတည်တယ်ဆိုနေတည်တော့အရင်ကတော့ကွာဒီရန်ကုန်ရိုးနဲ့မိုင်90စိမ့်နှန်းဆိုပြီးတော့ရင်စဆောက်လိုက် ဆိုနေလိုက်တာပေါ့ဆိုက်ကင်းဆိုက်ကင်းဆိုက်တာနောက်ပိုင်းကျတော့ခုလိုရက်ွက်ပြန်ပြီးတော့ပေါ်လိုက်တဲ့ခါကျတော့ငညရတဲ့ငညချံွယ်ငညပိုင်းတဲ့ဟာကိုဒီပြည်သူလူထုကိုမထားတော့နှိမ်ထုတ်ပေါ့နှိမ်ထုတ်တဲ့ခါကျတော့နေကြံမရှိဘူးပြည်သူလူကကဲနေကြံမရှိတော့ကိုယ့်ရဲ့ဒီမိုင်ငားတွေပတ်ချလေဒီမဆိုက်ကင်းငားအေရီယာငားရိတ်ကြရှိအဲအေရီယာငားရိတ်ကြရမှာကဲမရှိတဲ့လူလားကိုယ့်ဆိုက်ကင်းထဲမှာပဲနေဖြစ်လာတဲ့ပြန်တာကိုရှင်းတယ်အမျိုးနဲ့ကိုလည်းတင်လာတာကိုလည်းကြိုးစားရဲဒီလူဦးကြီး ကျွန်တော်တို့ကတော့ဒီဒီလူတွေကလူခွာရောက်နေဒီလိုကျိုးတင်ကြောင်းဒီလိုဖြစ်တယ်ဒါပေမဲ့နေရထိုင်တာတွေတကယ်တမ်းနေရမရှိတဲ့လူတွေနော်ဒီလိုပဲရှိပြီးတော့အဲ့လိုထားတာထားတာယူတယ်ရက်ွက်ကြီးချက်သွားတယ်ရက်ွက်အုပ်ချွေးပိုင်းညတော့ကိုယ်ရာယူလုပ်လိုက်ရာယူချက်သွားတယ်ကိုကဒါမလည်းရာရာရင်မှုလည်းဖြစ်တယ်။ဒါပြည်တော်တို့ကြက်ခိုင်းတဲ့ပုံမျိုးတတရဲ့စီယုံရင်မှုလည်းဖြစ်တယ်ဆိုတော့ဒီရက်ကမှဒါအများဆုံးဘယ်လိုခက်ခဲရှိလဲဘယ်လိုပြဿနာတွေရှိလဲ အခက်ခဲရအောင်ညီလေးကခုပုံစံလေးကတော့အခက်ခဲတွေကတော့တိတ်တော့မဖြစ်ကြဘူးပေါ့မရှိဘူးဆိုတော့ကနေတိုင်းကအခုလုတ်ပြထားလို့အဆင်ပြေသွားပြီပေါ့စားရတောက်ရင်တောက်ရင်နဲ့ပတ်သက်လို့ကတော့ဘယ်လိုပြောရမလဲဆိုတော့ကိုယ့်ဘဝကိုချာစားရဖို့ဒီပြင်းရက်ွက်တွေမှာငှားငယ်နေတဲ့အခါကျတော့လာစားတွေပြီးရတာကတလောက်9000အဲ9000တူပြီးတော့နောက်ပြီးတော့6လစားတင်ရတဲ့အခါကျတော့အဲ့မှလည်း9600လို့3000 3000ဖြစ်နေဒီမှာတော့ကိုယ့်အိမ်နဲ့တူစောင့်နေရတဲ့အခါကျတော့လာစားမပြေးရတော့ဘူးလေ အဲ့ဒါလေးတော့လည်းတောင်းတောင်းသာလေးတော့အဲ့ဒါလေးတော့ဖြစ်သွားတာဟုတ်ကဲ့ဆိုတော့အခုကျွန်တော်အခုဒီထဲမှာလိုက်မေးတာပါနော်တချို့ကျတော့မြေဝယ်ထားပြီးသားမြေဝယ်ထားကြအဲ့ကြသူတို့ကဘလို့ဝယ်ကြရလဲဗျဒီမြေကိုလားဟုတ်ကဲ့မြေဝယ်တယ်လို့ဆိုတာမြေရောင်းထားတယ်လို့မဟုတ်ဘူးမြေဝယ်တယ်မဟုတ်ဘူးပေါ့လူခန်းတဲ့သဘောမျိုးလေးနဲ့ပေါ့အခုအညီနေမယ်တိုင်းနေမယ်နေမယ်ဆိုနေရာလေးတနေရာသာပြီးမယ်အခုအကိုတို့ဒီရောက်ပြီးတော့ပေါ့သူသူသူ့ပိုင်နဲ့သူ့ပိုင်နေပေါ့အများကြီးတော့မဟုတ်တက်နိုင်တဲ့ရေလေးပေါ့ပြီး ်မသွားသေးလားသည်သာသည်တောက်စီပုံဒီမို့သွားလာရင်ကိစ္စလေးနဲ့တော့အဲ့လိုပဲတောင်းပြီးတော့နေကြတာဝယ်ပြီးနေဆိုတာသူတို့အပိုင်လေးပေးထားတာမဟုတ်ဘူးစောက်ပိုင်ကိုပေးထားတယ်အေဂျင်ဘာညာလုပ်ပေးတယ်ဒါမဲ့ဒီပြင်ကိစ္စနဲ့ပတ်သက်လို့ဖြစ်လာတဲ့အကြောင်းချင်းရအောင်ကာဝယ်ပေးတယ်ပြည်ရဲ့လက်ထက်မှာတော့ဒါတချို့အကျွတ်ကျော်ရက်ကွက်တယ်ဆိုတာဟိုအရှင်းခံနေခဲ့ကြရတယ်ပေါ့ဒီရက်ကွက်ကိုဒါအရှင်းမခံအောင်အကိုတို့ဘယ်လိုများလုပ်ခဲ့ရလဲကိုကအရှင်းမခံအောင်နိုင်ငံတော်ပိုင်ဆိုင်တဲ့မြေထဲမှာပဲကိုကနေလိုက်တာလေ တို့ကျူးကျော်ဆိုပြန်ကျူးကျော်ဆိုကျူးကျော်၃မျိုးရှိတယ်။ချန်ကျူးတို့နိုင်ငံတော်ကျူးတို့သူများမြေပေါ်မှာကျူးတာမျိုးတို့ကျူး၃မျိုးရှိတဲ့တော်မှာအကိုကအကိုပိုင်ဆိုင်မှုနိုင်ငံတော်ပေးထားတဲ့ပိုင်ဆိုင်မှုဧရိယာထဲမှာပဲအကိုကကျူးရတာ။ဟုတ်ဒါဆိုဒီဧရိယာဒီ60 61ကဒါဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်နိုင်ငံတော်ပိုင်မြေတွေဟုတ်ကဲ့သူများချန်ကွယ်တယ်လည်းဝင်မကျူးဘူးလွတ်လပ်တဲ့နိုင်ငံတော်ရဲ့ပိုင်ဆိုင်မှုရဲ့ဒီဧရိယာထဲမှာပဲကျူးတယ် ာဦးသိန်းစိန်အစိုးရတပ်တန်းကွန်ကန်ဒီမှာတော့ရန်ကုန်မြို့မှာရှိတဲ့ကျူကျော်နေအိမ်ရက်ွက်တချို့ဖယ်ရှားရှင်းလင်းလာရေးလုပ်ခဲ့တယ်။အခု NLD အစိုးရတဲ့လက်ထက်မှာတော့ကျူကျော်ပြဿနာကိုဖြေရှင်းဖို့ပထမဆုံးခြေလှမ်းအနေနဲ့ကျူကျော်တွေကိုစီးရင်ကောက်ယူလာတွေကိုလုပ်ခဲ့တယ်။ဆေးရောက်ခံပြီးကျွန်တော်တို့စတင်မှာဖြစ်ပါတယ်။ဒါကရန်ကုန်ကွင်ပြိုးရေးစီမံကိန်းတရဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးကွင်ပြိုးရေးသုတေသနစီမံကိန်းတရကျွန်တော်တို့ချိန်မှာအလုပ်လဲဒါလုပ်ချင်တယ် နေစရာလည်းမရှိဘူးအလုပ်လည်းမရှိဘူးနေစရာလည်းမရှိဘူးရှိလိုက်ရင်တိတာပါလေတော်တော်အောင်ကိုသူ့ရဲ့ဘဝဘေးအခြေအနေကမြင်တာနဲ့တိတာပါလက်ကောက်တော်စစ်လောက်ဝစ်ပြီးကားကြီးလမ်းဘေးမှာရပ်ထားပြီးကျူးကျော်မှာငါးခွက်ရှိတယ်ဆိုတဲ့သူနဲ့မတူပါဘူးတော်တော်ကိုရှင်းပါတယ်ဒီလူတွေကစားစရာမရှိဘူးဘဝကတော်တော်ကိုဆင်းရဲတယ်နှုံချတယ်တချို့ကလည်းရွာထဲမှာအိမ်ရှိဒါပေမဲ့လမ်းမဘေးမှာမြေခွက်ဖြစ်ငါလည်းတက်တင်ရတော့ကွာနေမယ်ဆိုပြီးတော့ဈေးဆိုင်ကဆောက်ဒီလိုလူမျိုးတွေလည်း

ရန်ကုန်တိုင်းဒေသကြီးတောင်တကုန်းမြို့နယ်ရဲ့လွှတ်တော်ကိုယ်စားလှယ်ကိုညင်ညီလဲပါလာပါဗျာ20ရက်ကွက်လဲပြောလို့ရတယ်သူအင်းဝအင်ရလဲပြောလို့ရတာပေါ့ဒီပဲချမ်းကတော့အင်းဝအင်ရပေါ့ဒါကတော့ကျွန်တော်20ရက်ကွက်ထဲမှာရှိနေတဲ့ဒီကျူးပြည်သူတွေပေါ့နော်ကျူးစင်းတဲ့ပတ်သက်တဲ့ဟာတွေမျိုးမိသားစုလိုက်ကိုတော့ smack cut တွေတော့ပေးထားပြီးသွားပြီနော်ဟုတ်ကဲ့တောင်တကုန်းအနေနဲ့ခြုံငုံကြည့်မယ်ဆိုရင်တော့ကျူးပြည်သူကျူးမိသားစုပေါင်း9500 62တိုင်တောင်လို့ရှိတယ်ဗျဒါဆိုရင်သူတို့တွေတော့ကမနေတာဘဝကိုဒါသူတို့ ရုံးကန်နေကြရတာပေါ့နော်တကယ်ဟိုအဆင်ပြေတဲ့သူတွေပေါ့တချို့ကျတော့လည်းပဲအဲ့လိုမျိုးအဆင်ပြေတဲ့သူတွေပေါ်မှာဟိုမိတီပြီးတော့ဝိသမလောဘရှာသွားတဲ့ပုံကိုယ်တွေလည်းရှိတာပေါ့ဒါရီလည်းကျွန်တော်တို့အများကြီးကျွန်တော်တို့ရရှိထားမှာဟုတ်ကဲ့ကဲ့ကျူကျော်အင်းဒီစီကိုကျွန်တော်တို့ရောက်ခဲ့တယ်ကျူကျော်တက်စီကန်ကပြားလေးတွေတွေ့တယ်ဗျဒီကပြားကဘာဆက်ဖြစ်မလဲပေါ့ကိုကြီးနေနေဒီကိစ္စအောင်နည်းနည်းရှင်းပြပါလားစမကန်အနေနဲ့ကတော့ကျွန်တော်တို့နေထိုင်မှုအတွက်မိသားစုတစုအတွက်ကိုတခန့်လုံးအနေနဲ့ပြီးတာပါ price market တွေကိုရောင်းတာလို့ပေါင်တာလို့တွေပေါ့ တကယ်လို့ရောင်းလဲရောင်းတာလို့ပေါင်းတာလို့လည်းရောင်းတဲ့ဝယ်တဲ့သူအပေါင်ခံတဲ့သူအနေနဲ့ပဲအခက်တွေ့သွားမှာပါဒါတွေကကျွန်တော်တို့ဒီရောင်းလို့ရတဲ့အရာတွေမဟုတ်ပါဘူး expect get ထဲမှာပဲကျွန်တော်တို့မိသားစုတစုလုံးရဲ့ဒီလက်ချောင်းတွေအကုန်လုံးရဲ့ဒီဒီ fingerprint တွေအကုန်လုံးအမှနှိပ်ထားတာဖြစ်တဲ့အတွက်ဟိုဒါကတော့မဖြစ်နိုင်တဲ့ဟာမျိုးလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ဗျရောင်းတိုင်းလုံးမှာတသိန်းကျော်လောက်ကျူးတွေကျွန်တော်တို့ရှိတယ်ပေါ့နော်တမျိုးချင်းတမျိုးနဲ့ချင်းစီအနေနဲ့ကျွန်တော်တို့သွားနေပါတယ်ပထမဆုံးအဆင့်ကတော့ဒီဘယ်လောက်ထိထက်တိုးလာလဲ ခါတိုင်းကျွန်တော်တို့ဒီအခြေခံအုပ်ချုပ်ရေးဘဏ်နေပြီးတော့စည်ရင်တင်လာတယ်ဘယ်လိုတိုးလာလဲဆိုတဲ့အခြေခံကိုကျွန်တော်အရင်ဆုံးစည်ရင်ကောက်ယူစည်ရင်တင်တယ်မှုတွေကျွန်တော်တို့လုပ်နေတာပါဗျအဲ့တော့နောက်ပိုင်းကိစ္စတွေကတော့ကျွန်တော်တက်ဆိုင်ရာဒေသဟိုတော်တော်ကိုယ်စားလှယ်တွေအစိုးရအဖွဲ့တွေနဲ့ဒီဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပေါင်းစည်းပြီးတော့ဝင်းကျုပ်ကနေပြီးတော့ဥဆောင်မှုလမ်းညွှန်မှုတွေနဲ့မြေသွေးမြေကုန်ဆောင်ရွက်သွားမယ်ဆိုတဲ့ဟာတော့ဝင်းကျုပ်မှာလည်းအစီအစဉ်တွေရှိမယ်လို့တော့ကျွန်တော်ပြောချင်တယ်ဗျဟုတ်ဒီလိုမျိုးကျွတ်တော်တွေကိုစည်ရင်စကောက်ပြီးဆိုတဲ့သတင်းတွေပြန့်သွားပြီးနောက်ပိုင်းမှာပဲထပ်ပြီးတော့ကျူးလာတဲ့အစ်စ်တွေ အစ်စ်တွေရက်ွက်တွေမှာထက်ဝင်နေတယ်။အဲ့ဒါအဲ့ဒီကိစ္စတွေကိုကိုတို့ဘယ်လိုကင်တွယ်ကြမလဲဗျ။စင်းင်းတွေအကုန်လုံးကျွန်တော်တို့ကမှတ်ချက်ထဲမှာအကုန်လုံးကျွန်တော်ထည့်ရပါတယ်။ဥပမာဖြင့်ခရိုင်းတုံးကဒီတဲတွေကလူမရှိကြဘူး။ကျူးစင်းကောက်ပြီးလဲဆိုရဲဆိုတော့အဲ့တဲတွေမှာချက်ချင်းမလျှောက်လာပြီးတော့လူတွေပြေးသွားကြတယ်။ဒါပေမဲ့အဲ့နေတဲ့သူတွေအနေနဲ့အခြားမှာတို့ရဲ့အိမ်ပိုင်တွေရှိနေတယ်။အဲ့လိုမျိုးတွေတီးတဲ့ခါမှာလည်းကျွန်တော်မှတ်ချက်မှာကျွန်တော်ကကျွန်တော်တို့ထည့်ပြီးတော့ရေးသွားပါတယ်။အဲ့ရေးပြီးသားအစင်းစင်းရောကျွန်တော်တိုင်းဆိုင်ဆိုရအဖွဲနဲ့ဝင်းညွတ်စီကိုကျွန်တော်တို့တခြားတင်ရပါတယ်။အဲ့လိုဆိုတော့ဟိုဘယ်လောက်ပဲကျွန်တော်တို့ ဟိုလိမ့်လိမ့်ညာညာဒါတွေကဒီနေ့ပေါ်လာတဲ့အခါကြာရင်တော့ဒါမကောင်းဘူးပြောရမှာပေါ့အခုအခက်ခဲတွေဆိုတဲ့နေရာမှာအခုလက်တလောနောက်ဆုံးအချိန်ထိကိုအကြီးမားဆုံးအခက်ခဲကဘာဖြစ်မလဲကအကြီးမားဆုံးအခက်ခဲတခုကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အိမ်အာချင်းပဲဟိုတိလိုက်တဲ့အခါမှာတဲလုံး15လုံးလုံးစလောက်ဆောင်းလိုက်တယ်ဗျဆောင်းလိုက်ပြီးတဲ့အခါမှာအဲ့ဒီဟာကိုဆောင်းလိုက်တဲ့ ပုဂ္ဂိုလ်ကတော့ကျွန်တော်ငွေရှင်ပေါ့ဗျာနော်သူမှလည်းအိမ်အိုးအိမ်တွေဘာတွေပိုင်ဆိုင်မှုတွေရှိတာပေါ့အဲ့မှာကျွန်တော်တို့အငားတွေကိုပေးနေတယ်အဲ့ပေးနေလိုက်တဲ့အခါမှာအဲ့ဒီအငားတွေစလိရဖို့အတွက်ကိုအဲ့ဒီအိမ်ရှင်ကို9000တသိန်းပေးရတယ်အဲ့ပြီးတဲ့အခါမှာလည်းစလိရမလို့နေတဲ့အခါကျရင်ပတ်စံထပ်ပေးရမယ်ဆိုတဲ့မတမာတော့ကျွန်တော်တို့ဆောင်ရွက်မှုတွေကိုကျွန်တော်တို့သိရှိရတယ်အဲ့ဒါတွေကိုလည်းပဲကျွန်တော်တို့ဖြည့်ရှင်းနိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒါတွေလည်းပဲမြို့နယ်မြို့နယ်တွေမှာလည်းစင်ငယ်စင်ငယ် ပေါ်နေတာတွေလည်းကျွန်တော်တို့တွေ့နေရပါတယ်အဲ့ဒါတွေလည်းကျွန်တော်ဝင်းချုပ်ကိုကျွန်တော်နှုတ်အဖြစ်ကျွန်တော်ပြပြထားပါတယ်ဗျဟုတ်ကဲ့အခုကျွန်တော်တို့သွားတဲ့နေရာမှာတွေ့ခဲ့တာတွေကသူတို့တွေကဒီမြေကိုသူတို့တွေကတချို့ဆိုရင်3သိန်း3သိန်းခွဲဈေးနဲ့ပေးပြီးဝယ်ခဲ့ကြတယ်ဒါပေမဲ့သူတို့ကဒီမြေကိုဝယ်တယ်ဆိုပေမဲ့ဘာအထောက်ထားမှသူတို့မှလက်ထက်မှမရှိဘူးအဲ့ဒီကိစ္စတွေကိုဘယ်လိုကန်တွဲကြမလဲအဲ့အဲ့ဒါလည်းပဲမှတ်ချက်ထဲမှာအားလုံးထည့်ရေးထားပါတယ်ဒါတို့တိုင်းသားကြီးဆိုရအဖွဲ့ဝင်းချုပ်ကနေပြီးတော့သက်ဆိုင်ရာပြည်တော်စုစစ်စစ်တွေကိုသူတင်ပြပြီးတော့ဟိုဘယ်လိုနီးလန်းနေနေဆောင်ရမလဲဆိုတဲ့ဟာကိုလှုပ်သွားမှာပါဒါလည်းမှန်ပါတယ် အဲကျွန်တော်ရဲ့မြို့နယ်ဝင်းကျင်သားမှာရှိတဲ့မြို့နယ်တမြို့နယ်မှာဆိုရင်အင်ဂျီပေါင်းအောင်ကျောင်း၈တောင်ပေါင်းလောက်ရှိပါတယ်အဲ့ဒီမှာအဲ့လိုမျိုးအလားတန်တူလာတွေအများကြီးပါဟိုဝယ်တော့ဝယ်လိုက်တယ်၃သိန်းနဲ့ဝယ်တော့၁၀သိန်းနဲ့ဝယ်တော့၅သိန်းနဲ့ဝယ်တော့အဲ့တော့ဝယ်တဲ့သူကိုကျွန်တော်တို့မေးကြည့်ပြန်တော့လည်းပဲအဲ့ဝယ်တဲ့သူကလည်းပဲသူ့မှာဟိုခံလို့နဲ့ထောက်ထားဘာမှသူတို့မှာမရှိဘူးမရှိဘဲနဲ့ဘာလို့ဝယ်လဲဆိုတဲ့မေးခွန်းကိုသူတို့လည်းမဖြေနိုင်ဘူးပေါ့နော်အဲ့တော့အဲ့ဒါတည်းကလည်းပဲကျွန်တော်တို့အတွက်စဉ်းစားကြတာတစ်ခုဖြစ်တယ်လို့ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့စိန်ခေါ်မှုလည်းဖြစ်တယ်လို့တော့ကျွန်တော်ပြောချင်တယ်ဗျဟုတ်

ဝင်နေရဒုက္ခဓမ္မယုံမှာဒါကျူးကျော်တွေကိုစီးရင်ကောက်တယ်ဗျ။အခုကျွန်တော်နောက်မှာမြင်နေရတဲ့လူအုပ်ကတော့အနည်းဆုံး200 300လောက်မှာရှိတယ်။သူတို့တွေကကျူးကျော်တက်တဲ့ကံကပြမရသေးတဲ့လူတွေဒါဒီနေ့လာပြီးတော့စီးရင်ပေးနေကြတာ။ဒါလေးကွာရရအောင်မော်ဒီနေ့စင်လာပေးတာအဆင်ပြေလားအဆင်ပြေတယ်ပြင်းဟုတ်ကဲ့ဟိုကဒီရက်ကမှနေတာဘယ်လောက်ကြာပြီလဲဒီရက်ကမှကြာရက်9နှစ်ရှိသွားပြီ9နှစ်ရှိသွားပြီအခုမှလက်မဲ့လောက်တာဟုတ်ကဲ့ဩအရင်ကဘာဘာလက်မဲ့မှမရှိဘူးပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့သူလေးစောင်းနေရကြပြီလားကြပြီကြပြီနနေ့တရမှာလမတ်တာပြီးစောင်းနေရမနေ့စောကြီးတဲ့လမတ်တာပြီးစောင်းဟုတ်ကဲ့ဒီမှာဒီရက်ကနေရကြပြီလားဒီမှာကြာကြာပြီဒီရက်တနေ့ကျော်သွားပြီတနေ့ကျော်ပြီဘယ်ဘယ်မျိုးอ่ะပြောင်းလာလဲကျွန်တော်လောက်တာမျိုးနေရမှာလောက်ဗုဒ္ဓဟုတ်ကဲ့အဲ့ဟိုတိုင်းလောက်ဗုဒ္ဓမျိုးနေရဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အခုဒီဟို အခုမှပြောင်းလာလားဒါမှမဟုတ်အရှင်တော့ပမာနေခဲ့ကျွန်တော်ကတော့ဒီ MMI ဝင်းထဲမှာ6နှစ်ကြာပါတယ်အဲ့ MMI ဝင်းထဲကနေမနေအခုဟိုနေဝင်းရပြီးသွားတော့လူဒီမနေမထားတော့ဘူးဆိုပြီးတော့ခဏပြတော့မနှက်ကမှအလားကျွန်တော်တို့ပြောင်းလာရပါတယ်အခုဒီမှာအိမ်ငားနေရလားဝယ်ပြီးနေရလားကိုပေါ့ကိုဝယ်နေရပါဘူးသူတို့ကနေဝယ်နေပြီလို့အဲကျွန်တော်တို့ဝယ်နေရပါပါတယ်မကြည့်စရာမရှိဘူးကျွန်တော်တို့မှဝယ်နေရပါတယ်ဘယ်လောက်ပေးရလဲဗျကျွန်တော်အကုန်လုံး9,000ပါရှင်9,000 9,000 စလစ်ပါပါပြီးသားလားစလစ်စလစ်ပေးမယ်ဆိုပြီးစလစ်ဖို့ယူထားပါတယ်ဒါပေမဲ့မပေးသေးပါဘူးရှင်ဒါအဓိကတစ်ဖွဲ့ပါရှင်နာပါသည်နိုင်ဘူး ော်ခုတန်းလင်းမြို့နယ်ကြောက်ရည်တွင်မြို့ပြ9ရက်ကွက်ထဲမှာရောက်နေဗျဒီမှာတော့ဒါကျူးကျော်အိမ်နေအများကြီးတွေ့ရတယ်ဒီရက်ကွက်နားမှာပဲဒီနေ့ကျူးကျော်စင်းရင်ကောက်နေတာလည်းတွေ့ရတယ်ဗျဦးဒီရက်ကွက်ထဲကိုကျွန်တော်ဝင်ကြည့်အောင်ကိုယ်လည်းနေကောင်းနေတော့ဒီမှာနေရကြာပြီလားသုံးလပဲရှိရသုံးလပဲရှိ တုံးလာမရှိသေးဘယ်ကနေပြောင်းလာတာလဲအုပ်ဖို့မြို့နေကဘိုးဘိုးဘိုးတိုင်းအုပ်ဖို့မြို့နေကအုပ်ဖို့မြို့နေကနေအခုဘာတွေလောက်ကန်စားတော့ကြလဲအခုကျောင်းသားကျမ်းပတ်ကျောင်းသားကျမ်းပတ်အခုလက်ရှိတော့ပြန်လုပ်လို့အခုကပြန်လုပ်တယ်အမောင်ကျမတို့ကဒီကလေးနဲ့ဘာမှမလုပ်ဘူးတားတယ်လို့ဒီနေ့ဆိုလို့ရှိရင်ဟိုဘက်မှာစင်စင်ရင်လာကောက်နေတယ်စင်ပေးပြီလားမနက်ကလာကောက်ဆရာမနက်ကလာကောက်တယ်မနက်ကလာကောက်တဲ့ဥစ္စာကိုဒီမှာအင်ရှင်ကကတ်ယူထားတော့ဟိုဟာဟိုဟိုအဲလာသာပြေးလို့တဲ့မနေ့ကလာသာပြေးလို့တဲ့ကျမတို့လာသာပြေးတော့မထတော့ဘူးတဲ့နှင်းချတယ်ကတ်ကကတ်ရတယ်ကျမတို့ကငါ တလားဘယ်လောက်ပေးရလဲ။ဟုတ်ကဲ့တလား2000ပေးရတယ်။ဒီအိမ်ကတာဘယ်သူရှင်ကကိုဆန်းဦးဟိုမှာဈေးတိုင်းကိုဆန်းဦးနောက်ဘက်မှာဈေးတိုင်းအကိုဆန်းဝေးမှာဒီအရှင်ရှိတယ်အရှင်အရှင်ဆိုတာဒီရက်ွက်ထဲမှာပဲနေတာလားရက်ွက်ထဲမှာမနေဘူးသူကသူ့တင်နေရမှာနေတာတင်နေမှာ3ကွာဟုတ်ပါခင်ဗျာဟုတ်ပါမှာတယ်ဩသူကဒီအင်းဝယ်ထားပြီးတော့ပြန်ငါးစားတာဩဟုတ်ပြီဟုတ်ပြီတကုံမြို့တဲ့တောင်ပိုင်းမြို့နယ်မှာရှိတဲ့အကျူးကျော်တွေကိုစီးရင်ကောက်ယူတဲ့အဖွဲ့ရဲ့ခေါင်းဆောင် ဥမြင့်ဝင်းနဲ့ကျွန်တော်စကားနည်းနည်းပြောကြည့်ပါမယ်အခုမင်္ဂလာပါဗျဟုတ်ကဲ့အခုဒီတောင်တကုံမှာရှိတဲ့ကျူးကျော်တွေစရင်ကောက်တဲ့အချိန်နေနောက်ဆုံးအချိန်တွေလို့ပြောပြပါဦးနောက်ဆုံးအချိန်နေရတော့ကျွန်တော်တို့ဒီအချို့ရက်ွက်တွေမှာရှိနေတဲ့ကျူးကျော်တွေဟာအကုန်လုံးကျူးကျော်မဟုတ်တာကိုတွေ့ရကျူးကျော်မဟုတ်တာကိုဘာလို့တွေ့ရလဲဆိုတော့သူတို့ဒီစရင်ကောက်မယ်လို့အတန်ကြားတော့မှကြပြကြကားတွေနဲ့လာပြီးတော့ဟောကျွန်တော်တို့ရွှေတွေဝက်အဝက်စားတော်တော်ပြောင်းပြောင်းတွေဝက်ပြီးလာတဲ့အခါမှာ ကားတွေနဲ့ရောက်လာတဲ့လူတွေကိုကြားရင်ကျွန်တော်တို့ကမေးခွန်းကိုကျွန်တော်တို့တိတိကျကျတော့မေးမြန်းတဲ့အခါမှာသူတို့ကဝယ်ထားတယ်ကျွန်တော်တို့ကျွကျော်တွေဒီမှာဘယ်အစပေါက်လဲဆိုလို့ရှိရင်ကျွန်တော်တို့၄000 5000ကနေစပေါက်၄000 5000ကနေပြီးတော့ဘယ်အထိပေါက်လဲဆိုရင်၈သိန်း၈သိန်း၈သိန်းလို့အဲ့ဒီမှာတန့်နေပြီးတော့နောက်တော့ကသိန်း20အစိတ်တွေအထိပေါက်လာတယ်တွေ့ရတယ်မြေကွက်တစ်ကွက်မြေကွက်တစ်ကွက်ကိုအိမ်လေးတစ်လုံးဆောက်ထားတယ်ပေါ့နော်အဲ့ဒီနေရာတွေကိုကျွန်တော်တို့ ဘလိုပုံပုံတွေရလဲဆိုရင်ကျွန်တော်တို့အဲ့ဒီနေရာမှာအခြေချပြီးတော့ဩဇာအာဏာရှိတဲ့ဆိုတော့ဩဇာအာဏာရှိတယ်ဆိုတော့သိတယ်မလားအဲ့ဒီတိုင်ကအဲ့လိုလူအုပ်စုတွေကနေပြီးတော့အခွဲစည်းနဲ့ပေါင်းပြီးတော့သူ့ရောင်းတယ်ဩဇာအာဏာရှိတယ်ဆိုတဲ့နေရာမှာဒါဟိုစိန်မှုယာယီမှုတွေကိုပြောချင်တာလားဒါမှမဟုတ်လို့ရှင်ဒီလိုမျိုးဟိုအုပ်စုဖွဲ့ထားတဲ့လာအုပ်စုဖွဲ့ထားတဲ့သူတွေပေါ့ဟုတ်ကဲ့အဲ့လိုအုပ်စုဖွဲ့ထားတဲ့လူတွေကခုနပြောတဲ့ဆယ်မှုယာယီမှုတွေနဲ့ပါချိတ်တွဲပြီးတော့ ူတို့အင်အားကောင်းကောင်းနဲ့အဲ့ဒီကျူးကျော်တွေကိုမွေးဖွားပေးနေတာပေါ့အဲ့လိုတွေတွေ့ရတယ်ကျူးကျော်တွေကတော့ဒီနေ့အထိကိုဆက်ပြီးတော့တိုးပွားနေတော့အဲ့ဒီနေရာမှာကျွန်တော်စီးရင်ကောက်ပြီးကောက်ပြီးလဲအခုသွားကြည့်ရင်အခုအဲ့ဒီမှာထပ်ဆောင်နေတာကြီးအများကြီးတွေ့နေရတယ်ဒါပေမဲ့အဲ့ဒီလူတွေကဘလို့ထပ်ဆောင်ရဲလို့မေးရင်အဲ့ဒီလိုလူတွေလည်းပဲချိတ်ဆက်ပြီးတော့အယောင်းဝယ်တွေဖြစ်ပြီးတော့သူတို့ဟိုဥပဒေမဲ့ဆောက်လုပ်နေတာကိုတွေ့တာကျွန်တော်တို့ကျူးနေရာကိုသွားတဲ့အခါကျတော့ဒီရက်ွက်အခြေခံအုတ်ချုပ်ရေးရ ဒီမိမိရောက်ကတွင်းမှာရှိတဲ့ကျူးစရင်ကိုတိကြဖို့လိုသလိုဒီကျူးတွေကိုဒီစလစ်တွေเนาะတက်တက်မမတုပ်ပေးပြီးတော့ဒီကျူးကောက်တဲ့နေရာကိုစနစ်တကျပို့ဆောင်ပေးဖို့လိုပါတယ်အဲ့လိုပို့ဆောင်ပေးဖို့လိုတဲ့နေရာမှာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကအဖွဲ့ကတနေ့ကိုတင်တော်သူ250လုံးကောက်ဖို့တတ်မှတ်ပေးကြတယ်ကျွန်တော်တို့400လောက်ကောက်တယ်ဒါပေမဲ့သူကမပို့နိုင်ဘူးဘာလို့မပို့နိုင်လဲဆိုတော့အဲ့ဒီဆယ်မှုရိုင်မှုကအလုံးလုံးတဲ့လူရှိတယ်အလုံးမလုံးတဲ့လူရှိ အုပ်ချုပ်ရေးမှုလည်းဒီလိုပဲအလုံးလုံးတဲ့လူရှိတယ်အလုံးမလုံးတဲ့လူရှိတယ်အဲ့ဒီပေါ်တွေမှာကျွန်တော်တို့ကတခါတလေကြာရင်ထိုင်ဆောင်နေတခါတလေကြာတော့လဲစုပြုံတိုးနေနောက်တခါကျွန်တော်တို့စည်ရင်းကောက်နေတာကောက်တဲ့ဘွဲကလက်လက်ကြီးရတာကွန်ပျူတာသမားကသူကဆက်နဲ့လုပ်ရတယ်ဆိုတော့ error တက်တဲ့အခါမျိုးကြာရင်ဆက်ကကျွန်တော်တို့တစ်ဖွဲ့ကိုပလာ6လုံးပေးထားတယ်4လုံးပေးထားတယ်တခါတလေတစ်လုံးပဲရတယ်အဲ့တော့မှကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ကဆက်ပြီးတော့သူကနီးပြန်တယ်လို့ လုပ်ပြီးတဲ့အခါကျတော့မှဒီကွန်ပျူတာတစ်ပြိုင်တည်း6လုံးဆို6လုံးလုံး run ရင်ပို့ပြီးမြန်လာပေါ့ဒါပေမဲ့အဲ့ဒီအဆင့်ကျွန်တော်တို့ကမရဘူးဟုတ်ကဲ့မရတော့ကွန်ပျူတာသမားကွန်ပျူတာအလုံးကြီးရသလောက်နဲ့ကျွန်တော်တို့လုပ်ရတဲ့အတွက်ရက်နည်းနည်းစမ်းသွားတာဖြစ်ပါတယ်ဆိုတော့အဲ့တော့ဘူရန်ကုန်တစ်မြို့လုံးကိုဟို cover ဖြစ်ဖို့ဆိုရင်နောက်ထပ်အချိန်ဘယ်လောက်လောက်ထပ်ယူအောင်မယ်ထင်လဲနောက်ထပ်ကျွန်တော်2လလောက်ယူရပါမယ် ကျွန်တော်လိုင်တရာမြို့နယ်ဒဂုံအေယာအဝေးပြေရှိဝါဝဝင်းကုမ္ပဏီပိုင်နေမြေထဲမှာကျူးကျော်အင်ဂျီပေါင်း၄၀၀ကျော်ရှိရဗျ။အခုဒီကျူးကျော်အင်ဂျီရက်ွက်ထဲကိုကျွန်တော်ဝင်ကြည့်အောင်။ ကျွန်တော်နာမည်မြုံမင်းဦးပါကျွန်တော်ဒီရက်ခွက်ထဲမှာကျွန်တော်ဟိုနေ့မော်တတိယကရကြီးဥက္ကဋ္ဌပါဗျာရကြီးဥက္ကဋ္ဌနော်ဟုတ်ကဲ့ဗျာဆိုတော့ဒီရက်ခွက်ထဲမှာအခုအင်ဂျီဘယ်လောက်လောက်ရှိပြီတော့လေဘယ်လိုလူမျိုးတွေများလဲဘယ်ရလာကြတာများလဲဗျာဒီဘက်ကတော့အရာဝိတ္တရများတယ်ဗျအင်ဂျင်အကုန်လုံးဆိုလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်ဟိုနေ့လောက်ရှိတယ်၃00ကျော်လောက်ရှိတယ်ဗျဒီအိမ်နေမှာကျူးကျော်တက်တဲ့ကံကပြားရပြီလားမရသေးဘူးလာရောလုတ်ပေးဘူးလားမလုတ်ပေးဘူး ိုတော့ဒီအိမ်တွေကဒါမြေနေရာပဲဝယ်ရလားငှားတာဘယ်လိုမျိုးလဲမငှားတော့မငှားတချို့ကြောက်လဲငှားနေရတယ်အောင်ငါနေရတာနောက်မှရောက်တယ်ကြီးကြတာပေါ့နော်ဟုတ်တယ်ဒီကတော့အိမ်ပိုင်နဲ့နေရတာဒီအခုဆိုလို့ရှိရင်ဒါအစိုးရတက်ကလည်းဒီကျူးကျော်တွေပြဿနာကိုဖြေရှင်းမယ်လို့ပြောထားတာရှိတယ်လေဆိုတော့အဲ့တော့အစိုးရကကိုတို့ဘာများတောင်းဆိုသေးရဖြစ်စေချင်တာရှိတယ်ဘာများလုပ်ပေးစေချင်လဲကျွန်တော်တို့ကတော့ကိုအစိုးရကဘယ်လိုတင်ပြခြင်းလဲဆိုတော့သူ့နေရာလေးနဲ့သူပေါ့ကွာအခုဥပမာတစ်ခု business ဆိုလဲ business ပတ်လဲလေးလောက်ပေါ့နော်သဘောတရား ဟိုလူစားကင်စားတို့အစဉ်ကြေတဲ့နေရာလေးပေါ့လောက်ဝေးကျ။ဘာလောက်လဲကိုကိုကျွန်တော်တို့ဒီတော့မိုးတညအကြောင်းသားတွေပို့ရတယ်ကို။အကြောင်းသားတွေဘာနဲ့ပို့တာလဲ။ဒီထွေလာကြီးနဲ့ပို့။အော်ထွေလာကြီးနဲ့ပို့ပေးတာ။အော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့။အော်ကြည့်ကြည့်ကြည့်လား။ခက်ခဲရှိတဲ့မိုးတို့ကမတရားပြီးသူလူလူခက်ခဲမတရားရှိ။ဘာကြောင့်ခလေးတို့အရင်ဒုက္ခရောက်။ဟုတ်ဘယ်လိုမျိုးဒုက္ခရောက်လဲ။အဲကျမိရကျောင်းမထားနိုင်ဘူး။ မော်ဒယ်မှကျွန်တော်စားဖို့နေအဆင်မပြေဘူးပေါ့နော်နော်အဆင်မပြေတော့မိသားစုတစ်ခွားရောက်ကြခလေးလေးတစ်ခွားရောက်အဲ့ကျကျွန်တော်ပေါကောက်ပေါ်မဖြစ်စေချင်သူတို့ရဲ့ဖက်ဖက်ကနိုင်ကြနေတဲ့ ဘဝတွေကိုမြင့်တင်မှုကျူးကျော်အရေးကိုကင်ထွဲဖြည့်ရှင်းမှုကတော့အချိန်နေအများကြီးယူအောင်ပါအသေးချပါပဲဒီနေ့အလုံးတွေ့ခဲ့ကြရတာတော့ရန်ကုန်မြို့မှာရှိတဲ့ကျူးကျော်တွေရဲ့အခြေအနေတွေကိုအနီးကတွေ့မြင်ခဲ့ကြရတဲ့ close up အစီအစဉ်ပါဒီအစီအစဉ်ကိုအားပေးနေတဲ့သူတွေအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ကျွန်တော်ရဲဝင်သူပါ